โอเคကျွန်တော်အရင်ဆုံးသူ့ကို reset ပြန်လုပ်ကြည့်ရအောင်။ reset လုပ်တဲ့နေ့ကတော့နှစ်နီးသုံးနီးတော့ရှိတယ်။ကျွန်တော်သူ့မှာလည်းကျွန်တော်က EF ပိုင်းပြင်သလိုပဲ diagnosis tool တွေနဲ့ထိုးပြီးပြင်ရတယ်ရှိတယ်။ဒါပေမဲ့ကျွန်တော်တို့ဒီမှာတော့သူ့အတွက် diagnosis tool ကမရှိသေးပါဘူး။ဝယ်လို့လည်းမရသေးပါဘူး။အဲ့တော့ဒီတော့ကျွန်တော်အလွယ်နည်းနှစ်နီးရှိတယ်။အဲကျွန်တော်ပထမနေ့ကတော့ကျွန်တော်ဒီမှာ topic ထားပြီးတော့ဒီမှာเนาะဒီကျွန်တော် speed control ပေါ့နော်။ဒါကတော့ sport mode တို့ ego move လို့ပြောတာ ego move ဒီမှာတော့ ego move ပါတော့ဒီဒီဖားပါတယ်အဲ့ဒီအပေါင်းနှုတ်ပေါ့နော်ကျွန်တော်တို့အောက်ချမလားပေါ်တင်မလားအဲ့ဒီအပေါင်းနှုတ်ခလုတ်ကိုကျွန်တော်တို့နှိပ်ထားပြီးတော့ top power on ပြီးတော့လဲ reset ချလို့ရနိုင်လို့ကျွန်တော်သိရပါတယ်အဲ့တော့ကျွန်တော်လေ့လာရတာပေါ့ဗျာအဲ့တော့ကျွန်တော်နှိပ်ပြီးတော့ reset ချကြည့်အောင်တော့ဖွင့်မယ်ဟုတ်ပြီအဲဒီမှာတော့ဘာမှအထူးခြားခြားတော့မတွေ့လဲရဘူးဟုတ်ပြီ အဲဒီမှာ SOC နဲ့ပတ်သက်ပြီးတော့ဘာမှပြည်ပြည်ကြားမရှိဘူးဒီမှာကတော့ကျွန်တော်မူပြောင်းတဲ့ဟာပဲချက်ပြတ်သွားတာရှိတယ်။အဲကျွန်တော်ချောက်ပြန်ပြေးပါမယ်။ချောက်ပြန်ပြေးပြီးတော့ဒီအနှုတ်ဘက်ကိုကျွန်တော်ဖိထားပြီးဆန်းကြည့်ပါမယ်။အနှုတ်ဘက်ကိုကျွန်တော်ဖိထားလိုက်မယ်။ချောက်ပြန်ဖွင့်မယ်။ Okay အဲဒါလည်းထူးခြားမှုတော့မတွေ့ရပါဘူး။အဲဒီမှာကျွန်တော်နှိပ်ဆရာဆိုရင်ကျွန်တော်ဒီမှာဒီမှာပြီးခလုတ်ရှိသေးတယ်ဗောနော်။အဲပြီးခလုတ်ကိုကျွန်တော်တခါဆန်းပြေးထားမယ်။ပြီးခလုတ်ကိုကျွန်တော်နှိပ်ထားပြီးတော့တော်ပြန်ဖွင့်ကြည့်ပါမယ်။ ဒီအဲဒီမှာလည်းသူရေးကြဘာမှတော့ပြလာတာမတွေ့သေးဘူးတစ်ခေါက်ပြန်ပြိတ်မယ်ပြိတ်ထားပြီးတော့ဒီမှာကျွန်တော်တို့ဒီကဒီမှာညှားလေးနဲ့ရေလိုင်းပုံလေးလိုပြထားရှိတယ်တွန့်ချီလေးနဲ့အဲကောင်လေးကိုကျွန်တော်နှိပ်ပြီးတော့ပြန်ဆန်းကြည့်ပါမယ်နှိပ်ထားမယ်နှိပ်ထားပြီးကျွန်တော်တော့အုံအုံကြည့်ပါမယ်နော်ဒီဒီမှာလည်းမပြပါဘူး0ဆိုပြီးတစ်ခါလည်းပြန်နေသွားတယ်အဲနှိပ်ချရဒီဘက်မှာကျွန်တော်ဘာမှမရှိသေးတာနှိပ်မြေခလုတ်တာနှိပ်ချမရှိတော့ဘူးဒါတော့ဟုန်းခလုတ်ဆိုတော့အဲဒီမှာတော့ကျွန်တော်ဘက်ခလုတ်ရယ်ခဏကကျွန်တော်တို့ဒါအော်ဒီယို ကီလိုမီတာကိုကျွန်တော်အလိုလျောက်ချိန်လို့ရတဲ့မောင်းလို့ရတဲ့ခလုတ်ပေါ့နော်ဒါကိုကျွန်တော်နေ့ကြောက်ပြန်ဆန်းကြည့်ပါမယ်ဟုတ်ပြီအဲဒီမှာလည်းထူးကြရတာဘာမှလူဆက်ဖြစ်သွားတာမတွေ့ရဘူးငါကူတိုင်းမရှိဘူးဒီဒါဆိုတော့နောက်တနည်းတော့ရှိပါသေးတယ်နောက်တနည်းကဘာလုပ်ရမှာလဲဆိုတော့ဒီကငါတို့အဲ့တော့ထိုင်ဖို့ပြန်အောင်ဗျာနောက်တနည်းကတော့သူကျွန်တော်လေ့လာထားသလောက်တော့ ဘက်ထရီကိုကျွန်တော်တို့ဖြုတ်မယ်ပေါ့နော်ဘက်ထရီဖြုတ်ထားပြီးမှမလုပ်ရမှလည်းဆိုတော့နှစ်မိနစ်လောက်ထားပြီးတော့ဘက်ထရီပြန်တက်မယ်လို့ပြောတယ်အဲ့ဒါလေးပြန်ဆန်းကြည့်ပါမယ်ခုနကကျွန်တော်ရဲ့ crown 2008ကတော့10မိနစ်15မိနစ်လောက်ဘက်ထရီဖြုတ်ပြီးပြန်တက်ရတာ reset အောင်မြင်သွားပါတယ်အဲဒီဘက်ထရီဆိုင်ကမှာတော့ကျွန်တော်ပြန်ဆန်းကြည့်ပါမယ်နော်ဆန်းကြည့်အောင် အဲ80တော့စပီကတော့တော်တော်လေးကောင်းလာပါပြီ။ဒါကကျွန်တော်တို့ကတီတီဖားပေါ့။ Ego move ပေါ့ပြောရမယ်နော်။ Ego move ပေါ့။ Super move ဒါအနည်းပေါ့နော်။ Super move ဆိုရင်အပေါ်ပြောင်းလို့ Super move Super move ပါဆိုရင်80ကျော်သွားပါပြီ။ဒီဒီမှာ free လို့လည်းရေးထားတယ်။အဲ့ဒီ move မှာလည်း80ကျော်လို့နော်။အဲ့တော့စပီကတော့အပြင်ပြေးနှုန်းကတော်တော်လေးတော့ကောင်းလာပြီ။ဆိုတော့ဒီ SOC ကတော့ကျွန်တော်တို့ဒါမရသေးဘူးနော်။ 80ကျော်တောင်ရောက်ပါတယ်အဲ80လောလောဆယ် support မှုမှာ80ပြေးတယ်နော်80ပြေးတယ် support မှုအထက်ရှိသေးတယ်အဲဒီမှာ free ဆိုရတာရှိသေးတယ်80 81ပါပဲနော် support မှုလည်း80 81ပဲ80ပြေးရာကနေလောလောဆယ်ဘယ်လောက်ထိပြေးသွားလဲကြည့်ရအောင်โอเค80จอ83 84ดีပြေးသွားပါတယ် ော်ဒီမှာကျွန်တော်ဒါ support move ပါနော်ဒီမှာ free ဆိုရဲ move မှာလည်းအတူတူပဲ80ကျော်ပြေးတယ်အောက်ပြန်ချမယ်အဲဒါကတော့ DD ဖားပေါ့နော် DD ဖားနဲ့ eco move နဲ့အတူတူပါပဲ okay ဒါယာဒီ S80 မှာခုနက80ပြေးရာကနေပြီးတော့ကျွန်တော်တို့ခုနက84ထောက်တောင် ပြေးအောင်ကျွန်တော်မြင်လို့ရသွားတယ်ဒါလေးကိုတွေ့သွားပါတယ်ဒီယာလေးကိုသိချင်ဗီဒီယိုလေးကိုဆက်မကြည့်ပြီးရနော်ဟုတ်ပါပါကျွန်တော်ဒီမှာဒီဓာတ်ကြီး80လေးကျွန်တော်ဒီချက်ချာပြမြောက်ဦးတယ်ကျွန်တော်ဓာတ်ကြီးချက်ကတစ်ခုပေါ့ဗျာ ကျွန်တော်ရှာကတော့ဒီမှာဘက်ထရီ SOC မပြလို့ကျွန်တော်ရှာနေတာဒါပေမဲ့ကျွန်တော်တွေ့သွားဘာတွေ့သွားလဲဆိုတော့အဲကျွန်တော်ဒီကောင်းကို speed ကီလိုမီတာအားဖြင့်เนาะ80ပြေးရာနေပြီးတော့ကျွန်တော်84လောက်ကြောင်ပြေးအောင်ကျွန်တော်ဟိုပြောင်းနေတဲ့ဟာတစ်ခုတွေ့သွားပါတယ်အဲဒီမိတ်ဆွေညီကိုများစိတ်ဝင်စားတယ်ကြောင်းရင်ဆိုရင်ဒါလေးကိုလက်ကြည့်အောင်เนาะကျွန်တော်ဒီမှာအခုဆိုရင်ကျွန်တော်ပြောင်းပြီးသွားပြီဆိုရင်ဘယ်လောက်တက်နေဆိုကြည့်အောင်အဲဖွင့်လိုက်မယ်ဒါတီတီဖားပေါ့เนาะ lossless တော့ဒါ support မှုမှုတွေ ego မှုလို့လည်းပြောလို့ရတယ်ဒါဒီမှာတော့53ပဲရှိသေးတယ်ကျွန်တော်တင်လိုက်မယ် မှာ support မှုကိုရောက်သွားပြီ support မှုမှာဒီမှာ83ဒီအောင်ရောက်သွားတယ်နောက်တဲ့ free ဆိုတာတခုရှိသေးတယ်နောက်တခုကျရင်ရှိမယ်အဲဒီမှာတော့အယောင်လေးပြောင်းသွားတယ်ဘတ်ဒီစားနှုန်းနည်းနည်းကွာလိမ့်မယ်အဲ့တော့ပြင်းနှုန်းကတော့ကျွန်တော်83 84မှာရှိနေပါတယ်အဲ့တော့ခုနက80ပြည့်ရနေပြီရောကျွန်တော်တို့ဒါအဲ့လောက်ထီအောင်ပို့ပြီးတော့ပြေးသွားပါတယ်ဟုတ်ပြီအလောစီတော့80ကျော်ကနေ80ကျော်ပြေးသွားတယ်ဒါလေးကိုကျွန်တော်တစ်ချက်ပြပြီးဒီမှာကျွန်တော်ရှာတာကတော့ကြာပြီဒီဘက်ရိုက်ရှာတာကတော့ကျွန်တော်ရှာတာခဏကဒီ ပတိအဆုစီပြရတဲ့ဟာလေးကို reset ချတယ် reset နှမျိုးနဲ့ချကြည့်တယ်ဘလို့မှဆင်မပြေဘူးကောနော် reset ချကြည့်ရလဲမတွေ့ဘူးအဲလောလောဆယ်ကျွန်တော်ထက်ရှာရအောင်မယ်လောဆယ်ရှာရင်လည်းကျွန်တော်ဘာတွေ့သွားလဲဆိုတော့သူက speed control ကိုဒီမှာထည့်ထားပြီးတယ်ဒီမှာဒီကျိုးလေးပေါ့နော်ဒီကျိုးလေးကစောစောကကျွန်တော်တို့ဖြုတ်ထားတယ်ပေါ့နော်အ sorry တက်ထားတယ်တက်ထားအခုကျွန်တော်ဖြုတ်လိုက်တဲ့အချိန်မှာဘာတွေ့ရလဲဆိုတော့ခုနက80တိအောင်ပြေးသွားတယ်တစ်ချက်ပြန်ပြမယ်ကျိုးလေးဒီမှာဖြုတ်ထားတယ်အဲပြန်ပြမယ်ကျွန်တင်လိုက်မယ်80ကိုကျော်သွားပါနော်83ခဏ84တော့ရောက်ပါတယ်အဲ့တော့ကျွန်တော်ခဏဗရေးအိုးလိုက်မယ် တဲ့ဟုတ်ပြီးတော့ကျွန်တော်ဒီကျိုးလေးကိုပြန်တက်ကြည့်မယ်နော်ပြန်တက်လိုက်မယ်ပြန်တက်လိုက်မယ်ဆိုရင်ဒိုင်ကွက်တစ်ချက်ပြန်ရှိုးရအောင်ဘယ်လိုဆက်ကြည့်ရအောင်နော်ဟောပြီးဒါကျွန်တော်အတော်တကြီးမပိတ်ရသေးပါဘူးခုနကကျွန်တော်တော့ပိတ်တယ်နော်အခုဒါ၈စနစ်ပြည့်နေတော့ဒါပေမဲ့ဒီကောင်တက်တာကိုတော့ပိတ်မှပြန်ပြီးတော့ဒါစလမ်းမိုင်းဖြစ်မယ်တော့တော့ပြန်ပိတ်မယ်တော့ပြန်ဖြစ်မယ်ဟောပြီးဒီမှာပြန်ကြည့်ကြတာပေါ့ဒါဆိုဘလောက်တက်ပြီလဲနော်ပြန်ရအောင်ဟောပြီးတော့တကြီးပိတ်ဖို့လို့တန်းတယ်တော့အသက်ဝင်သွားပြီ ကျွန်တော်ဒီကောင်တက်ထားမယ်ဆိုရင်80ပဲပြီးမယ်တကယ်လို့ပို့ပြီးပြီးနေဆိုရင်ဒီကျိုးလေးကိုကျွန်တော်ဖြုတ်လိုက်တာနဲ့80ရောက်သွားပါတယ်အဒီတိုင်းဖြုတ်ရောပြီးမလားဆိုကျွန်တော်ဆန်းဖြုတ်ကြည့်အောင် top payment နဲ့ပို့ပြီးတော့အသုံးဝင်မယ်လို့ကျွန်တော်ရှင်းတယ်ဖြုတ်ရင်ဖြစ်ပြီ Okay ဒီတိုင်းဖြုတ်ရင်လုံးမဖြစ်ပါဘူးเนาะဖြုတ်ထားပြီးတော့ top ခွင်ဖြုတ်ထားပြီးတော့ top payment မှာလုပ်ဖြစ်မှာဒီမှာတွေ့လားဟုတ်တယ်เนาะအခုလက်တွေ့မြင်နေအဲ့တော့ပြေးအောင်မယ်တော့ပြန်ပြေးမယ်တော့ပြန်ဖွင့်မယ် အဲ့အချိန်မှာစလုပ်ဖြစ်ပါလိမ့်မယ်အဲ့တော့ blade ပြောင်းအောင်ပဲပြဖြုတ်မယ်တော့တင်ကြည့်မယ်နော်โอเคဒါကျွန်တော်လုံးဝတည်ချပါတယ်တော့ပိတ်ခွေတစ်ချိန်လိုအပ်ပါတယ်သူဖြုတ်တာတက်တယ်ဆိုနော်အခုတိုင်းဖြစ်နေနေတက်ရင်အခုတို့ကပြန်နှီးမသွားပါဘူးတော့ပိတ်လိုက်မှပြန်နှီးသွားမှာပါအဲ့တော့ကျွန်တော်ရှာဖွေတာတစ်ခုတွေးရှိတာတစ်ခုပေါ့ဗျာအဲ့ဒါကြောင့်ဖြစ်တတ်ပါတယ်ရှာဖွေလေးတွေးရှိလေးဆိုတော့ကျွန်တော်ရှာတော့တစ်ခုကိုရှာတာနောက်တစ်ခုကျွန်တော် speed limit ကိုဒီမှာတွေးပါတယ်နော်အဲ့တော့မိတ်ဆွေညီကိုများတို့ရေးရေးသူရမယ်ဆိုရင်ယူပါနော်အားလုံးကျေးဇူးပါ โอเคကျွန်တော်တို့ဒီမှာ S80 လေးကကျွန်တော်ရှိုင်းပွင့်လုံရင်ခိုင်ကြိုးစားရင်းနဲ့ကျွန်တော်တို့ဒီမှာအဲဒီမှာရေးထားတာကြီးလိုက်နော်အဲသူက BMS system ပါတယ်ဒီမှာ SOC ပါတယ်တော့နော်အဲ့တော့ဒီဘူးလေးကကျွန်တော်ဒီမှာဒါအဲ BMS system နဲ့လုံဆောင်ပေးတယ်ပေါ့နော်တဘောတရားတော့ကျွန်တော်အသေးစိတ်ကိုတော့ထပ်ပြီးသိတာရပါအောင်မယ်အဲ SOC ဆိုတာဘာတိပါစနစ်ဘယ်လောက်ကြံလဲပြရဲဆိုတော့အခုတိုင်ခွဲကကျွန်တော်တို့ SOC မပြတဲ့ပြဿနာကကျွန်တော်တို့အဲ့ဒီကောင်အကြောင်းကျွန်တော်ဖြစ်နိုင်ကြေးရခိုင်တို့ပုံများလို့ကျွန်တော်အဲကျွန်တော်အိမ်ကဘိန်းနဲ့ကျွန်တော်အိမ်က D60 ဒါပေမဲ့ကျွန်တော် T60 S80 SOC ဘူးကအထူးထူးပဲခုနကဘာကွာလဲဆိုတော့ကျွန်တော်ဒီ12လပိုင်း17လပိုင်းလလေးပဲကွာသွားမယ်သူ့ဘိန်းမှာပါတာက2024 12လပိုင်းဟုတ်ကျွန်တော်ရဲ့ဒီ60မှာပါတာ2024 17လပိုင်းထုတ်ဒါလေးပဲကွာသွားမယ်ကျွန်တော်တော့အကုန်တူတယ်အဲ့တော့ဒီ SOC ဘူးလေးကိုကျွန်တော်ကျွန်တော်ဘိန်းကနေကျွန်တော်လဲဆန်းကြည့်တော့လေအဲဒီမှာတော့မထူးခြားသေးဘူးပေါ့နော်မထူးခြားသေးဘူးအဲ့တော့အဲဒီကောင်ကတိုင်ခွက် အဲ့ဒါဖြစ်ဖို့ရခိုင်တော့ပုံများသွားပြီတန်ခွဲတော့ကျွန်တော်တို့ဟာနဲ့တူမှာမဟုတ်ဘူးအဲ့တော့ဒါနောက်ထပ်တော့လေ့လာအောင်မယ့်ပိုင်းတွေများစွာရှိပါသေးတယ် EV ကတော့ကျွန်တော်တို့ညံစွာစွာပြောင်းလဲရမှာဖြစ်တယ်ကျွန်တော်တို့အမြဲတမ်း update ပြောင်းလိုက်နေမှာကျွန်တော်တို့တော်ကြပါမယ်အခုကျွန်တော်တို့ဒါထပ်မံကြိုးစားကြည့်ပါဦးမယ်ကျွန်တော်ရရဆိုထပ်ပြီးတော့ပြပေးပါမယ်နော်တော့ဆိုတော့ဒီလောက်နေပဲကျွန်တော် message group များရှင်းနေပါတော့ကျွန်တော်ကြိုးစားတာလေး message group များတွေအတွေ့အကြုံမျှဝေပေးလိုက်ပါနော်ဒီမှာဒီကောင်လေးက PS Max PMS system နဲ့လုံထောင်ပေးနေတယ်ဗတ်ဒီ management ပေါ့နော်အဲနောက်ပြီး SOC ဆိုတာဗတ်ဒီရာခိုင်နှုန်းဘယ်လောက်ကျန်လဲဆိုတာတန်ခွဲမှာပြဖို့အတွက် ်အဲသူအလုံးလုံးပုံရပါတယ်ခုနကကျွန်တော်သူမပါပဲဖြုတ်ထားတော့လက်စီလို့ရတယ်ကျွန်တော်အကုန်ကောင်းတယ်ဒီဘေးကိုပေါ့နော်အဲ SOC ပဲမပြတာအဲ့ဒါကျွန်တော်ကျွန်တော်ဘေးမှာဖြုတ်ပြီး SOC ဘူးလေးကိုကျွန်တော်ချိန်ကြည့်တော့လဲသူဘေးမှာမပြပါဘူးနော် Okay ဒါဆိုတော့ကျွန်တော်တို့အလုံးတွေ့ကြုံရပါတယ်နော်ကျေးဇူးပါကျွန်တော်အချိုဟာပြထပ်ပြီးတော့လေးလာကြည့်တော့ကျွန်တော်ဒီမှာအားလုံးတူပြီးမဲ့ဟိုမှာ BMS နော် SOC ဘူးမှာလဲဂျိုး6ပင်လုံးတူပြီးမဲ့ဂျိုးရဲ့အယောင်ပင်လေးနည်းနည်းကွာပါတယ်ထပ်ပြီးလေးလာကြည့်တော့ကျွန်တော်ဒီ K ဟိုပါဗောနော SOC ဘူးရဲ့အရင်မှာသူကကျိုးမပါတော့ဘူးကျွန်တော်ကွန်ထရိုလာကတီ60ဆင်မှာပါတဲ့ဟာကျိုးငုတ်လေးတကုန်ပါသေးတာတွေ့ရတယ်ကျိုးရောင်လေးတွေလည်းအနည်းငယ်ကွဲပြားတာတွေ့ရတယ်နောက်ပြီးတစ်ချက်ထပ်တွေ့ရတာကအဲကွန်ထရိုလာလည်းမတူပါဘူးအဲ့တည်းကျွန်တော်တို့ဒါ SOC ကိုမကြိုက်ပဲနဲ့မရတာတော့ဖြစ်နေပါလေ။ဒီကအခုပြစ်ချက်ကတော့ SOC မ SOC ဘူး PMS ဘူးမကောင်းလို့ဒါနဲ့ SOC မပြတော့ကျွန်တော်သုံးသက်ပါလေ။ဒါဖြစ်ဆိုသူကကျွန်တော်ဖြုတ်ထားနေတဲ့ဒီတိုင်းပဲတခြားဟာတွေတော့အကုန်ရနေတယ်။ ဟိုစီးလို့ရပါတော့သူဖြုတ်ထားတဲ့ဒါပဲမဖြုတ်ထားတဲ့ဒါပဲဒီ socket ဒီပေါ့နော်အဲဒီ queue ကတော့ကျိုးနေပြန်တော့ကျွန်တော်ကအနှုတ်ကိုတူတဲ့နေပြီးတော့သူကဖြတ်ပြီးတော့ controller ပြီးပို့ပြီးတဲ့ဘောပေါ့ဒါရိုက်မဟုတ်ဘူးပေါ့နော်အဲ့တော့ဒါဆိုရင်တော့ဒီကောင်က SOC ဘူးအဲမှားပြီးတော့ကျွန်တော်စမ်းကြည့်ပါမယ်နော်အဆင်ပြေရဆိုရင်ကျွန်တော်ထပ်ပြီးတော့မျှဝေပေးပါမယ်ကျေးဇူးပါဗျာ